ဘောလီဝဒါနဲ့ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနမှဒီကနေ့မြန်မာစံတော်ချိန်ည9:00နာရီအချိန်မှာအထူးမိုးလီဝဒါသတင်းကိုထုတ်ပြန်ထားပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲအချိန်တိုင်းထွာချက်များအရဘင်္ဂလားဒေ့ရှ်နိုင်ငံအနောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်တို့မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရောင်ဝယ်ရဲ့အရှင်ကြောင့်လကောက်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလီအားကောင်းရာမှာအားလုံးကောင်းနေခြင်းကြောင့်လကောက် အရှိဘက်မှရွေလျားလာတဲ့လေဝေလိုင်းမြရဲ့အရှင်ကြောင့်၎င်းအနောက်ဘက်မှရွေလျားလာတဲ့လေဝေလိုင်းမြရဲ့အရှင်ကြောင့်၎င်းဒီကနေ့ညမှာ ဇွန်လ23ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စစ်မှာနေရာနှံပြားမှုတကြုံရပြီးတချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်၍မိုးကြီးပါမည်။မြမကံရုံးနဲ့တခြားနဲ့ကံလွန်ပင်လေပင်တို့မှာရံဖန်ရံခါမိုးတဲ့လေးပင်များချက်ရောက်ပြီးလှိုင်းကြည့်ပါမယ်။ ိုးတဲ့လေပင်ကျစဉ်ရေပင်မြေပင်လေဟာတနအီလင်း35မိုင်အထိတိုက်ခတ်နိုင်ပါလိမ့်။လိုင်းမြမမြမကန်ရန်တစ်လျှောက်နဲ့ကန်လွန်ပင်လေပင်တို့မှာ10ပေမှ12ပေကန်ရှိနိုင်ပါလိမ့်။တို့ဖြစ်ပါ၍မိုးတီးထင်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးတစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊ရှက်စီးလက်ခြင်း၊မိုးသီးကြွေခြင်း၊လျှက်တစ်ပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွေ့အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ် မြင်ငယ်ချောင်းငယ်များအနည်းမှာနေထိုင်ကြသူများအနည်းဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနှင့်ဆယ်မြောင်းတာတမန်များအနည်းဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပေးလို့ဆိုထားပါသည်ဒီကနေ့မြန်မာစံတော်ချိန် ညနေ9နာရီဝယ်ချိန်တိုင်းထွားခြင်းများအရာဘင်္ဂလားဒေ့ရှ်နိုင်ငံအနောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်တို့မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရောင်းဟာဆက်လက်တည်ရှိနေကြောင်းသိရှိရပါတယ်ခင်ဗျာ။